Alo mai mult la bășe. မြန်မာသတင်းချန်နယ်ရဲ့ဇွန်လ30ရက်နေ့ဗီဒီယိုစစ်ဆေးမှုတက်ဆက်ပြတော့မှာဖြစ်ပါရယ်။ဖကန့်ဒေတာမှာတပတ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်ကအယောက်30ကျော်ထိခိုက်သေးဆုံးခဲ့ပါရယ်။ဒီပေးတင်ခဲ့တာကြောင့်နေထိုင်ရေးအခက်ကြုံနေတဲ့ဗနန်းတင်မျိုးနေထလာသူဂျေဝါကာဒေတာခန့်တွေဂျေဝါကနေရွှေ့ပြောင်းမှုဆက်စပ်နေပါရယ်။စားရိတ်တရနေကိုတက်ဆက်ပြတော့မှာပါကျမတို့အစစ်စစ်တက်ဆက်သူမိုင်းနေဖြစ်ပါရယ်။ ကန်ဒေတာမှာတပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့အကြမ်းပြူပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတို့ရဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်က၃စိတ်ကျော်တိုက်ဆုံခဲ့ရလို့ KNO KNA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ဆက်စိုင်းကတင်ဆက်ပေးမှာပါ။ ဇွန်လ22ရက်နေ့ကနေ28ရက်နေ့အထိတပတ်တာစီးရင်ဖြစ်ပြီး KAKBD ရဲ့ပူပေါင်းတပ်တွေရဲ့ခန်းစစ်တိုက်ပွဲမှာစစ်ကောင်စီဘက်က30ကျော်ထိခိုက်ဒေဆုံးခဲ့တယ်လို့ရှေ့တန်းတဲ့တင်အရင်းမြစ်တွေကနေသိရတယ်လို့ KIO KA တတင်းနဲ့ပြန်ကြားရေးဌာနရဲ့ဇွန်လ29ရက်နေ့ကထုတ်လွှင့်တဲ့ရုပ်သံအစီအစဉ်မှာဖော်ပြထားတာပါစကောင်စီဘက်က30ကြော်ထိခိုက်ဒေဆုံးခဲ့တယ်လို့ပြောဆိုပေမဲ့ဘယ်နေရာဘယ်တိုက်ပွဲမှာထိခိုက်ဒေဆုံးသွားတယ်ဆိုတာတော့အသေးစိတ်မပြောထားပါဘူး ပြီးခဲ့တဲ့မေလ28ရက်နေ့ကကားမိုင်းမြို့ကနေဖကံမြို့ကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့စစ်ကောင်စီတပ်သားတွေဟာလုံခင်းကျေးရွာကိုဝင်ရောက်တဲ့နေ့ကစပြီးမော်ရီချက်ကုမ္ပဏီတွေနဲ့ဆက်ရန်ရတွေကိုမြင်းရှုပ်ဖျက်ဆီးတာတွေပြုလုပ်နေဆဲဖြစ်တယ်လို့လည်းဆိုထားပါဗျ။လက်ရှိအချိန်မှာတော့လုံခင်းချေဝဘက်စစ်ကြောင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်တွေနဲ့ KIA KBD ရဲ့ပူးပေါင်းတပ်တွေနေ့စဉ်နေ့ပါတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ လုံခင်ကျေးဝအုပ်စုမော်စီစာဖျားကုံဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့မော်ရီထဲစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကို KIA KPDF ဘက်ကတိုက်တဲ့အချိန်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးတာတွေရှိရလို့ KIA နဲ့နီးစပ်တဲ့အမျိုးသားတူရဲ့ပြောပြချက်အရသိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကမော်ဝမ်လေးနဲ့မော်ဝမ်ကြီးကျေးရွာဘက်မှာလဲစစ်ကောင်စီနဲ့ KIA KPDF ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးဒေသခံတွေအကုန်လုံးပါစစ်ဘေးသိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလ၄ရက်နေ့ကစစ်ကောင်စီပူးပေါင်းတပ်တွေကနေမင်းချနာဖက်ကန်လန်အတိုင်းစစ်ကြောင်းထိုးတက်လာတာဖြစ်ပြီးမေလ၂၅နေ့မှာဖက်ကန်ကိုထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာပါ။ဒါအပြင်ဇွန်လဒုတိယပတ်ကကာမိုင်းဖက်ကန်လန်အတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို KIA PDF ကနေလန်ခူလာနေရာတွေမှာပူးပေါင်းတိုက်ခိုက်နေပါဗျ။ ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ခြံနေဆိုရင်တော့မချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်3996 3033ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ရေးပေးသိခဲ့တာကြောင့်နေတိုင်းရဲ့အခက်ကြုံနေတဲ့ဗနန်းတင်မျိုးနဲ့ထလာသူခြေရွာကတရားခံတွေခြေရွာကနေရွှေ့ပြောင်းမှုအစီအစဉ်လေးကြရလို့သိရပါတယ်။သရိုဇာကတင်ဆက်ပေးမှာပါ။ ရေဖေးတန်ချောင်းရွာဒီလိုမရတော့တဲ့ထလာထူးချေးရွာကနေရွှေပြောင်းနိုင်ဖို့မြင်းနေရာစီစဉ်ပေးမှာဖြစ်တာကြောင့်ကြောင်ရွှေဖို့စီစဉ်နေကြတယ်လို့ဒေသခံတွေနဲ့နှိစက်တူတူကမြချင်းနာတင်းချာနေကိုပြောပါတယ်ထလာထူးချေးရွာကနေနောင်မမျိုးနဲ့အတွင်ကနံပန်တမ်းရွာမဆန်ခူးရွာနဲ့လန်နိုင်ပန်ချေးရွာတွေပဲကြောင်ရွှေဖို့စီစဉ်နေကြတာဖြစ်ပြီးလာမယ့်ဇူလိုင်လလေလောက်မှလည်းမိသားစုခုနှစ်စုကြောင်ရွှေဖို့ရှိတယ်လို့သိရပါတယ် ါပေမဲ့ပြည်내ထူထောင်ရေးနဲ့နေအိမ်တွေတိဆောက်ယူဖို့အခက်အခဲတွေကြုံနေရတယ်လို့ဆိုပါတယ်လက်တလောကတော့ခုံလုံးတို့အဆင်ပြေဖို့တတ်နိုင်တယ်လို့ဆောက်ထားတဲ့အရာကြီးတွေမှာနေထိုင်နေကြတာဖြစ်ပြီးစာဝတ်နေရအတွက်သက်ဆိုင်ရာကလည်း၃လစာအခြေခံအစားအသောက်အချို့ကူညီပေးထားတာရှိရလို့သိရပါတယ်အဲ့ဒီဒေတာတွေပဲကျောင်းတွေမှာကျောင်းဖွင့်လင်းနိုင်တာမရှိတာကြောင့်ဖလာထုခြေရွာကကျောင်းသူကျောင်းသားတွေတမကတောင်ပေါ်ဒေတာကကျောင်းသားတွေအနေနဲ့လာမယ့်ဩဂုတ်လအတွင်းတောင်ပေါ်ဘက်ပျောက်ရွှေ့တက်ရောက်နိုင်ဖို့စီစ င်ဆောင်ရွက်ပေးမည်ဆိုပြီးပြောဆိုထားကြောင်းလည်းသိရပါတယ်။ပြီးခဲ့တဲ့မေလကောအပတ်လောက်ကမူတီထန်စွာရွာတွင်ပြည်မြေတွေတက်လာတာကြောင့်ထလာထူကျေးရွာမှာရှိတဲ့နေအိဆက်လေးအင်ကနေစေအင်ရေချေးပါသွားခဲ့တာဖြစ်ပြီးကျေးရွာရဲ့၃ပုံ၃ပုံလောက်လည်းရေချေးမျိုးပါသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမူကြီးရေရှာမှုအတွင်းလမ်းနေရာတော်တော်များများလည်းပြည့်စည်သွားခဲ့ပြီးလက်ရှိမှာတော့လမ်းလဲတွေခုတ်ထွေရှင်းလင်းပြီးသွားလာနေကြသလိုမတိဆောက်နိုင်သေးတဲ့တရားတွေမှာတော့ဝင်းကျိုးတွေနဲ့ကူးနေကြတယ်လို့သိရပါတယ်။လူဦးရေအယောက်80ကျော်ရှိတဲ့ထလာထူကျေးရွာဟာပန်းနန်တမျိုးကနေခြေချင်းနဲ့တွားရပြီးလမ်းမစစ်တွေရေခက်ခဲတဲ့ကျေးရွာတစ်ခုဖြစ်တယ်လို့လွန်ခဲ့တဲ့၃နှစ်ကလည်းမီးပဲတင်ခဲ့လို့တရွာလုံးကြီးပါမီးလောင်ပျက်စီးခဲ့ဖို့ပါတယ်။ ိုးပုအချင်းထောင်တွေမှာ6လအတွင်းဆေးဝါးစောင့်ရှောက်မှုမလုံလောက်တာကြောင့်တင်ငယ်အချင်းသား6ယောက်အထိကြာဆုံးခဲ့ရတယ်လို့မြန်မာအချင်းထောင်တပ်တွေကနေသိရပါဗျာ။2025ခုနှစ်ရဲ့ပထမ6လကာလအထိမှာပဲနိုင်ငံရေးအချင်းသူအချင်းသား56ယောက်အထိတိစုံခဲ့ရသလိုအဲဒီထိကအယောင်90ဟာငလင်ကြောင့်တိစုံခဲ့ရပြီးတိစုံခဲ့သူအများစုဟာထောင်အာဏာပိုင်တွေစီမံခန့်ခွဲမှုအမားတွေကြောင့်အသေးဆုံးသင့်မဲ့တိစုံခဲ့ရတာလည်းဖြစ်ပါတယ်။အဲဒီ56ယောက်ထဲက6ယောက်ဟာလေဆေးဝါးစောင့်ရှောက်မှုအလုံးစုံမရရှိဘူးလို့ MVP ဒုတိယပြိုင်ချာရေးတာဝန်ခံမဆူမြင့်ကမချနာတဲ့ရင်ကြောင့်ကိုပြောပါရယ်ကျွန်တော်ဖွဲ့စည်းအနေနဲ့စုံစမ်းတွေ့ရှိရတော့ဆိုရင်ထောင်ကြီးအများကြီးတဲ့မှာမှာအုပ်ဘူထောင်ကနိုင်ချင်းတည်ဆုံးမှုအများဆုံးထောင်ဖြစ်နေရယ်ဒါလည်းဘာကြောင့်မလို့နိုင်ချင်းတွေအများကြီးတည်ဆုံးနေရတာလဲဆိုရင်အကြောင်းအရာမှာအထက်ကတော့စေဝါလုံလောက်စွာမရရှိလို့ဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာအုပ်ဘူအချင်းထောင်ထဲကအသက်69နှစ်အရွယ်မန္တလေးတိုင်းလူတော်ဥက္ကဋ္ဌဦးအောင်ချိုးဟာရုတ်တရက်နှလုံးအမောဖောက်ပြီးတည်ဆုံးခဲ့ပါတယ် အဲဒီတိုက်စုံမှုတွေအတွက်အဓိကတာဝန်ရှိသူတွေကထောင်အားနာပိုင်းတွေဖြစ်ပြီးတော့ရေးဖို့လူနာတွေကိုအချိန်မီပြင်ပစေုံကိုထုတ်ပေးခဲ့မိဆိုရင်နိုင်ချင်းတိုက်စုံမှုတွေကအများပြားဖြစ်လာမှာမဟုတ်ဘူးလို့လည်းမဆူငင်းကပြောပါရယ်ပြီးခဲ့တဲ့2024ခုနှစ်ကလည်းဘဝအချင်းတောင်ထဲမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစိုးမြင့်မောင်အပါအဝင်နိုင်ငံရေးအချင်းသား၄ယောက်ကြာဆုံးခဲ့ရပါရယ် က်တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မဲ့ self care နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နည်းလမ်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အဓိကကြုံရလေးရှိတာကစိုးရိမ်တော့ကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ငါကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ဥပံမှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယဉ်ပွင့်ပြောဆိုတာ ့ရဲ့ခန်းစားချက်လေးတွေကိုမဝေဖန်ပဲအတိမတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်စုံပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလုပ်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာအကြည့်ဆွဲတာ အယောင်ချေတာအိမ်မွေးတရိစံလေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုခရီးဆိုင်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပြီးမယ်ရေတက်ပြေးဝအောင်အာဟာရပြေးဝအောင်စားတောက်ဖို့လိုအပ်ပါတယ်6ကိုယ်လက်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနှီးစင်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်း ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတချင်နာထောင်နာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေက စိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ် ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရစေဝါတုံးဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။၁၁ ကိုရာရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနစ်ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာရုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ ကျွန်တော်သတင်းချနေရေရေဒီယိုအစီအစဉ်ကို အပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်းချနေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။